ါကတော့ငမန်းဖြစ်ပြီးသူတို့ကအံ့ဖွယ်တဲ့တော်ဝါတွေပါသူတို့ရဲ့အယိုးတွေကအယိုးနုတွေဖြစ်ပါတယ်သူတို့ရဲ့အရေးပြားတွေကတော့တဲဆက်ကူလိုဖြစ်ပါတယ်အရေးပြားတခုလုံးကိုတွားနေတူတဲ့အချွန်အကြီးတွေနဲ့ဖောက်ထုတ်ထားပါတယ်တနည်းအားဖြင့်သူတို့ကိုချေနှကားလို့ခေါ်နိုင်ပါတယ်ချေခေအကြောင်းပြောရရင်သူတို့ဟာဓာတ်တို့ဆောနေတဲ့အသက်ကြီးတဲ့အပြင်အပင်တွေထက်လည်းအသက်ကြီးပါတယ်စနေဂျိုရဲ့ဝင်းထက်တော်ပိုပြီးအသက်ကြီးပါဒါပြင် Greenland Shell လို့ခေါ်တဲ့ငမန်းတွေဟာ2-900ဝန်းကျင်နေထိုင်ကြပါတယ် သူတို့ဟာအသက်150အရွယ်မှာလိမ်ပိုင်းဆိုင်ရာရင်ကျက်မှုကိုရောက်ရှိပါတယ်။ Green လက်ငမန်းတက်ကောင်ရင်ကျက်လာချိန်မှာမျိုးဆက်50ပြည့်မြောက်ပြီဖြစ်ပါတယ်။ငမန်းတွေကအတန်တိတ်ဒုသက်သမားတွေဖြစ်ပြီးသူတို့မှာအတန်ထွက်နိုင်တဲ့အင်ကာမပါပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့2လလောက်ကသိပ္ပံပညာရှင်တွေကငမန်းတွေရဲ့နှိပ်တဲ့အတန်ကိုကြားခဲ့ပါတယ်။ဒါပေမဲ့ဘယ်ကလာမှန်းသူတို့မသိကြသေးပါဘူး။နမန်းကောင်ကိုလှန့်လိုက်ရင်သူတို့ကယာယီလေဖြတ်တဲ့အရှိန်ကိုရောက်ရှိပြီးမိနဲ့အနေငယ်ကြအောင်မလုပ်တော့ပါဘူး။ ငမန်းမျိုးစိတ်ပေါင်း930ကျော်ရှိပါတယ်။ Graph မိဘငမန်းတွေကအရှိရှိပေးရှိပြီးဝေလငမန်းတွေကသမုဒ္ဒရာထဲမှာအကြီးဆုံး၅ကြီးဖြစ်ပါတယ်။အရှိပေ60ရှိပါတယ်။တခြား၅ကြီးတွေကတော့ Baskin Shed နဲ့ Bezat ငမန်းတွေဖြစ်ပါတယ်။သူတို့ကတော့အန်တရယ်မပေးနိုင်ပါဘူး။ငါးတဲ့ကောင်ကိုအလွဲတကူမျိုးနိုင်မုံရပါတယ်။ဒါပေမဲ့ငါးဥတွေအနဝါသားပေါက်တွေအခိုးဗီတွေ ရေခူတွေနဲ့အနုကြည်ရေမျိုးတွေကိုစားကြပါတယ်။ မမန်းနေပါခြုံထဲတဲ့သွားတွေရှိပြီးအမှန်တကယ်အန္တရာယ်ရှိပုံရပါတယ်။ဒါပေမဲ့သူတို့ဟာလူသားတွေအတွက်လုံခြုံဆုံးတံတားတွေပါဝင်ပါကျွန်တော်နောက်နေတာမဟုတ်ပါဘူး။မတန်းနေရ2024ခုနှစ်မှာမမန်းတိုက်ခိုက်မှုကြောင့်လူ၄ဦးသာသေဆုံးခဲ့ပါတယ်။မွာတက်လို့တောင်နှစ်စဉ်လူတရာကျော်သေဆုံးခဲ့ပါတယ်။တကယ်တော့ငမန်းတွေတိုက်ခိုက်ခံရတဲ့အထက်အုံဒီပြုတ်ကြလို့သေဆုံးရတာကပိုများပါတယ်။တနည်းကိုလူ၆ယောက်တတ်လိုက်တာနဲ့ပတ်သက်ပြီးကျွန်တော်ဒါကိုစဉ်းစားမိပါတယ်။နှစ်တိုင်းတန်းရရာကျော်တက်နေတယ်ဆိုတာတင်လို့သိရင်ဘယ်လိုနေမလဲတွေးကြည့်ပါ ငယ်ဆုံးတော့ဒီလိုဖြစ်ရမယ်။အဲ့ဒါကတော့လက်ထားလို့ထင်တာပါပဲ။အိမ်ပြောင်းလေးကြောင့်နောက်ဗီဒီယိုမှာဆက်ပြောပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။